မင်္ဂလာပါရှင်ခရစ်တက်တယ်လီဗီရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးဖာမွန်ခရိုင်တို့စစ်ကူလာချာတီရဟရှင်ကိုခရလလေပူပေါင်းတပ်များကတိုက်ခတ်မှုခိတပြူဟာမှုဒုတိယပုံမှုကြီးအောင်မြတ်မှုအပါအဝင်အရာရှိနေစစ်တီ15ဦးတင်ဆောင်တောင်ပိုင်းနယ်စစ်ဌာနချုပ်မှအရာရှိစစ်တီတရာနီးပါအစစ်ခံနေရဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ကရင်ပြည်နယ်ဖားပွန်ခရိုင်ဖော်ဆဲခိုစခန်းတို့စစ်ကူလာချတဲ့ရဟတ်ရင်ကုန် KLLL ပူပေါင်းတပ်များကတိုက်ခိုက်ခဲ့ရာခေတ္တပြူဟာမှုဒုတိယဗိုလ်မှူးကြီးအောင်မြတ်မှုအပါအဝင်15ဦးတင်ဆုံသွားကြောင်းနေပြည်တော်စစ်ဘက်တရင်ချင်းမြင်းနယ်စီရီယံပူကြီးစီရွာကပြောဆိုပါတယ် နိုဝင်ဘာလ22ရက်နေ့ကရင်ပြည်နယ်ဖားမွန်ခရိုင်မှာစစ်စင်ရေးများကြီးကြပ်ကိုခဲ့ပြီးခေတ္တပြူဟာမူဒုတိယပုံမှုကြီးအောင်မြတ်မှုအပါအဝင်စစ်ကူများကို MNSMD ရဟန်းရင်ဖြင့်လာရောက်ချထားစဉ် KNL နဲ့ PDF ပူးပေါင်းတပ်များကတရင်အရာတိုက်ခိုက်ခဲ့ရန်ဒုတိယပုံမှုကြီးအောင်မြတ်မှုအပါအဝင်15ဦးတေဆုံးသွားခဲ့ကြောင်းဒီနောက်အခြားရဟယင်တစည်းဖြင့်ဒုတိယပုံမှုကြီးအောင်မြတ်မှု၏အလောင်းအပါအဝင်အရာရှိများ၏အလောင်းများကိုတောင်ပိုင်းနယ်စစ်ဌာနချုပ်တို့ပြန်လည်တည်ဥသွားခဲ့ကြောင်းသိရပါသည် ရဟန်းရင်နဲ့လာချတာကနေ့လယ်ပိုင်းလောက်မှလာချပေးတော့အဲ့ဒါကိုသတင်းပေါက်ကြပြီးတဖက်အဖွဲ့စီကနေလက်နက်ကြီးလက်နက်ငယ်60မမတွေရောဒုံးတွေနဲ့ပါတိုက်ခိုက်တော့ရဟန်းရင်ပေါ်ပါဒုတိယပုံမှုကြီးအောင်မြတ်မှုအပါအဝင်အရာရှိစစ်တီ15ဦးသာဆုံးမတယ်လို့နေပြည်တော်စစ်ဘက်သတင်းရှင်မြတ်ကပြောဆိုပါတယ်စီနီယာဘော်ဒီစင်ဟောကလည်းတောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ A1 ဒုတိယပုံမှုကြီးအောင်မြတ်မှုနဲ့အဖွဲ့ရဟရင်ပေါ်မှာအချပြီးတိုက်ခိုက်ခံရမှုကြောင့်စစ်အရာရှိကြီးအညာရှိငယ်နဲ့ စစ်တီဆူဆူပေါင်း15ရက်တည်ဆုံးကြောင်းအတည်ပြုပြောဆိုပါတယ်စစ်သားမြေအစီဘက်ချံအဒီကာကြောက်ကြီးနယ်မြေတဲကိုအဒီကရွေးကောက်ပွဲလုပ်ခြင်းနောက်တောင်ပိုင်းနယ်စစ်ဌာနချုပ်က A1 နဲ့ G1 တွေပါအလှကျစစ်စင်ရေးထွက်ရတဲ့အချိန်မှာ A1 အောင်မြတ်မိုးတို့အဖွဲ့ကစစ်ကူလိုက်သွားရတာပို့တာလေရဟတ်ရင်နဲ့ပို့တာတေချာတဲ့အဲ့ဒီမှာတိုက်ခိုက်ခံရပြီးတော့နှစ်အပေါင်း73အလုံးပေါင်း15ယောက်ကြာတဲ့စေမှုတယောက်လဲကြာတဲ့ တိုင်းရုံးစုပေါင်းစပ်ပေါင်းဖွဲ့ရီလို့တရားတဲ့ KNU ဘက်ကလည်းတရင်အတိအကျညာပြီးတော့စောက်ကြိုတိုက်ခိုက်တဲ့အနေထောင် short night တုံနဲ့ပြစ်တယ်လို့တော့တော်တော်များများတော့ပြောကြတယ်။ဒါပေမဲ့အနေထောင်က short night တုံနဲ့ပြစ်တဲ့အနေထောင်မျိုးမဟုတ်ဘူးလို့မြင်ရတယ်။အဲ့ဒီဘက်မှာအုံများတာကဗီဒါမိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အနေထောင်မျိုးလို့စီရီယံပိုကြီးစေရောကပြောဆိုပါတယ်။ ဒုနီယာပုံမူခြင်းအာမြမိုးနှင့်အဖွဲစစ်ကူအဖြစ်ရဟန်းရင်ဖြစ်သွားရပို့ဆောင်သည့်တရင် ပေါ့ချ၍တိုက်ခိုက်ခံရပြီးကြာဆုံးသွားသည့်ဖြစ်စဉ်အပေါ်တောင်မိုင်းနှင့်စစ်ဌာနချုပ်မှစုံခုံဖွဲ၍စစ်ဆေးလေးရရှိပြီးတိုင်းရုံမှအရာရှိစစ်သည်မိသားစုဝင်အ ਨੇ ဆုံး100နီးပါးဤဖုံများကိုစစ်တပ်ကစစ်ဆေးလေးရရှိကြောင်းသိရပါသည် သတင်းပေါကြလို့တိုက်ခိုက်ခံရတာတော့ပေါ်ပေါက်ပါတယ်။ဘယ်ကသတင်းပေါက်တယ်လဲဆိုတာကိုတော့လိုက်နေကြတယ်။အခုတည်းရတလောက်တိုင်းယုံကောင်အရာစစ်စစ်တင်နေမိသားစုဝင်တရာလောက်ရဲ့ဖုန်းတွေကိုဆရာဖာကယူပြီးစနေတယ်။ဖန်စီတာမျိုးမဟုတ်ဘူး။ဖုန်းတွေကိုတင်ပြီးစနေတာလို့နေပြည်တော်စစ်ဘက်သတင်းရှင်းပြကရှင်းပြပါတယ်ရှင်။ဆလဘင်ချောင်းမျိုးနယ်ကြီကုန်းကြီးရွာကိုစစ်တပ်ကမီးရှို့ပြီးပြည်သူပိုင်အဖိုးတန်ပစ္စည်းများကိုလူရက်ခိုးယူသွားဆွဲသတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ စကိုင်းတိုင်းချောင်းမြို့နယ်ကြီးကုန်းကြီးရွာကိုစစ်တပ်ကမီးရှို့ပြီးပြည်သူပိုင်ဖိုးနှံပစ္စည်းများကိုလူရက်ခိုးယူသွားကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။ဇမနေ့ဒီဇင်ဘာလ9ရက်နေ့ညနေ4နာရီအချိန်ကြီးကုန်းကြီးရွာအတွင်းသို့ရရှိတက်ဆွဲထားသည့်စစ်တပ်ကကြီးရွာအတွင်းမှပြည်သူပိုင်ဖိုးနှံပစ္စည်းများကိုလူရက်ခိုးယူကြောင်းရင်းနောက်ကြီးရွာအတွင်းရှိနေအိမ်များကိုမိတင်ဆိုခဲ့ကြောင်းရင်းစစ်ကြောင်မှချောင်းမျိုးပေါ်မှာနိုဝင်ဘာလ30ရက်နေ့ကတည်းကစစ်ကြောင်းထုတ်လာသည့်စစ်တပ်ဖြစ်ကြောင်းသိရပါသည်။ နိုဝင်ဘာလ30ရက်နေ့ချောင်းထွေအုံယုံကထွက်လာတဲ့စစ်ကြောင်းမှာကျွန်တော်တို့ရွာတဲ့ကို6ရက်လောက်နေပြီးမှဒီဇင်ဘာလ9ရက်နေ့ညနေပိုင်းမှာရွာကို မိဆိုတာမိမဆိုးခင်ရွာတဲ့ကအဖိုးနံပစ္စည်းတွေကိုဖောက်ကားနစီနဲ့တင်ပြီးခေမုံရွာဘက်ကိုတဲသွားကြတာလို့ဒေသပြည်သူတို့ကပြောဆိုပါတယ်စစ်တပ်ကကြည်ကောင်းကြွေရွာကိုမိတင်ဆိုရမှာ အရှိရွာနဲ့အနောက်ရွာကြားတနေရာကြီကုန်းကွက်တဲ့ဘက်မှာတနေရာစွတ်စွတ်ပါနှစ်နေရာမိရှို့သွားခြင်းဖြစ်ကြောင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲကြေးရွာအစီနေအိမ်များကိုဖျက်ဆီးမိရှို့သွားခြင်းဖြစ်ကြောင်းသိရပါတယ်တိုက်ပွဲကတော့မရှိဘူးသူတို့ကအကြောင်းမဲ့မိရှို့တောင်စစ်ပြူဟာအရာစစ်ခွန်နေတဲ့တပုံမနေ့ကမနေ့ဆယ်နိုင်လောက်ကလေးကခေမွန်ရွာနဲ့ကြီကုန်းရွာတွာလမ်းမပေါ်မှာပြည်သူတွေကိုတနက်ထောက်ပြီးရှေးကနေမိုင်းဆိုင်ခိုင်းတာတွေလုပ်တဲ့လူသားတိုင်းလုံတာအဟုချောင်းမြို့နယ်မှာ MPD ရဲ့ခေါင်းဆောင်တအူးကပြောပါတယ် စစ်တပ်အစ်စစ်ကြောင်းထုံမှုကြောင့်ကြီးကုန်းကျရာအပါဝင်အနီးနားပတ်ဝန်းကျင်မှပြည်သူများမှထွက်ပြေးတင်ဆောင်နေရပြီးစစ်ဆောင်နေရသည့်ရဲစုစုပေါင်း9ရက်ရှိလာပြီဖြစ်ကြောင်းကြီးကုန်းရွာအတွင်မှစစ်တပ်ကနောက်ဆက်အင်အားတချို့ကျန်ရှိနေတာကြောင့်ပြည်သူများနေရမပြတ်နိုင်နေကြောင်းသိရပါတယ်ရှင်ဆလပင်တပည့်ရဲမှမြမမျိုးသမီးဘောလုံးပွဲကြည့်နေတဲ့လက်ဖက်ရည်ဆိုင်ကိုဆေအိုစုက ပုံကျဲလို့လူသားစင်ချီတေဆုံးတပည့်ရင်းနယ်ခြေရွာတွေကိုဆေအိုစုကအကြောင်းမဲ့တနေကုန်ပုံပတ်ကျဲနေဆိုတဲ့တရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ် စကိုင်းတိုင်းတပယ်ရင်မြို့နယ်မရကန်ကျင်းရွာရှိလပိန်ဆိုင်တဆိုင်ကုန်းဒီကနေ့ညအုပ်ပိုင်းကဆေအိုစုကတိုက်လေရင်နဲ့ပုံကျက်တက်ပြဲလို့ဒေသခံပြည်သူဒါဇင်နဲ့ချီသိဆုံးတယ်လို့သတင်းရရှိပါတယ်ဒီဇင်ဘာလ9ရက်နေ့ည7:00နာရီမှာတပည့်ရင်းနဲ့အရှိချမ်းမရကန်ကျွာရှိလက်ဖက်ရည်ဆိုင်ကိုဆေအိုစုကတိုက်လေရင်နဲ့နှစ်ကြိမ်ပုံကျဲခဲ့တာဖြစ်ပြီးလက်ဖက်ရည်ဆိုင်အတွင်ဘောလုံးပွဲကြီးပွားထိုင်နေတဲ့ဒေသခံတွေတိတ်ဆုံလာလို့ဆိုပါတယ် လက်ဖက်ရည်ဆိုင်ဆိုတော့အထိခိုက်များတဲ့တည်တဲ့လူစေကြုံမင်းခြေပြက်လက်ပြက်တွေလဲပါတဲ့လက်တလောအတီးပြူဖို့ခတ်နေသေးတယ်လို့ဒေသခံပြည်သူတအူကပြောဆိုပါတယ်ဘုံထီမှန်လို့လက်ဖက်ရည်ဆိုင်မိလောင်ပြီးတေဆုံးသူနဲ့တရားရသူမရေတက်နိုင်နေဘူးလို့သိရပါတယ်တဖက်ရင်ဆိုင်ဖုန်းကျဲခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးကျမတို့ channel အနေနဲ့အသေးစိတ်ကိုဆက်လက်ဆောင်စမ်းနေဆဲဖြစ်ပါတယ်။ ဇမန်နေ့ညနေပိုင်းစီကိန်းပြိုင်ပွဲအဖြစ်မြန်မာဖိလစ်ပိုင်အမျိုးသမီးဘောလုံးပွဲစီလုံးဒေသခံတွေလက်ဖက်ဆိုင်မှာလာရောက်ကြည့်ရှုကြတာလူစုတလူဖြစ်တဲ့ချိန်ဘောလုံးပွဲပြီးဆုံးလို့တနအိခန့်အကြာမှာစောစုကဘုံလာကျဲတက်ဖြတ်သွားတာလို့ဆိုပါတယ်မြန်မာလိုင်းဒီဇိုင်းကအနာတင်းဆဲဆူဟောင်းဇမနစ်မနက်ပိုင်းကစားလို့တပည့်ရင်းနဲ့ကြီးရွာတွေကိုတိုက်လေရင်ငါးစီဂျိုင်ရိုကော်ပတာနှစ်စီးနဲ့အကြောင်းမဲ့ပုံပတ်ကျဲနေတာလို့ဒေသခံတွေကပြောပါတယ် ်မနေ့ကမနေ့၁၇နာရီကနေညနေ၄နာရီအတွင်းတပည့်ရင်းနဲ့အနောက်ချမ်းကကျေးရွာတွေကိုကိုးချိန်အထိပုံကျဲခဲ့တယ်လို့ဆိုပါတယ်တပည့်ရင်းမြို့နယ်အစီအချမ်းနဲ့အနောက်ချမ်းနေရာများအောင်တရက်ဦးနဲ့မိထီလာလေတံများမှတက်လာသည့်ကြက်ဖိုက်တာများဟံလေကြောင်းတိုက်ခတ်မှုများအချင်းချင်းပြုလုပ်ခဲ့ပါတယ်တို့ဖြစ်ပါ၍မိဘပြည်သူများအနေဖြင့်လေကြောင်းအနေရဲ့ကူဆိုင်ကြပါခင်ဗျာလို့ဒေသတွင်းစီမံဆောင်တွေကိုကူညီကယ်ဆယ်ရေးလှုံ့ဆော်နေတဲ့တပည့်ရင်းမြို့နယ်စစ်ဆောင်ထောက်ပံ့ရေးအဖွဲ့ကတတိပေးတိုက်တွန်းထားပါတယ် မင်းအောင်လိုက်တိဆာကန်ဆေအိုဆူဟာတပည့်ရင်းနဲ့အပါအဝင် စကိုင်းရွှေဘောရေမှတ်ပင်ခရိုင်နယ်ကနိုင်ငံတဝင်းကိုနေ့စဉ်ထင်နိုင်ကျဲပုံကျဲတက်ဖြတ်နေတာဖြစ်ပါတယ်။ဆက်လက်ပြီးရန်ကုန်မှာတလအတွင်ပြည်သူတရားကျော်ဖမ်းဆီးခံရဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းအတွင်းပီကတိနဝင်မာလာတလန်အတွင်းပြည်သူတရားကျော်ကိုစစ်ကောင်မရှင်က မတရားဖမ်းဆီးခဲ့ကြောင်းသိရပါတယ်စစ်ကောင်မရှင်ကရန်ကုန်တိုင်းအတွင်းရှိ ပြည်သူ134ဦးကိုမတရားဖန်ဆင်းပြီးနောက်53ဦးကိုစစ်ဆေးပြီးပြန်လွှတ်ပေးခဲ့ကောင်ကြံရှိသူများကိုစစ်တင်တဲ့အကျဉ်းထောင်များသို့ပို့ဆောင်ခဲ့ကြောင်းသိရပါတယ်ဖက်စစ်ခံရသူများအနက်မှ23ဦးကိုစစ်တင်နန်းကြောင်များသို့ပို့ဆောင်ခဲ့ပြီး9ဦးကိုအတည်ပြုကြံရယူနိုင်ပေမယ့်ကြံ14ဦး၏နောက်ဆက်တွဲသတင်းချေနေများကိုမသိရှိရကြောင်း Rangoon Scout နဝက်ထံမှသိရှိရပါသည် စက်ကောင်မချင်းကဖမ်းဆီးရမှာတရင်အတိအကျဖြင့်29ဦးကိုရှောင်ပွေးဆောင်ဆိုင်ဖမ်းဆီးခဲ့ပြီးရန်နံဖမ်းဆီးခံရသူ32ဦးရှိကြောင်းသိရပါတယ်။လမ်းမပေါ်သွားလာလှုပ်ရှားနေစဉ်ဖမ်းဆီးခံရသူ20ဦးနဲ့လမ်းဘေးမှာထိုင်နေစဉ်အကြောင်းမဲ့ဖမ်းဆီးခံရသူ17ဦးရှိတယ်လို့ဆိုပါတယ်။ဆောင်နှခင်စစ်ဆေး၍ဖန်ဆစ်ခံရသူ44ဦးခီးသွွာလာနေစဉ်ဖန်ဆစ်ခံရသူ10ဦးအဲစင်းစစ်ဆေးဖန်ဆစ်ခံရသူ34ဦးတို့ရှိကြောင်းထုတ်ပြန်ထားပါသည်။ဒါအပြင်အလုရှိသူဟုလိမ်လည်ခေါ်ယူ၍ဖန်ဆစ်ခြင်း ပြည်သက်စားနေများပြီးခေါ်ယူဖမ်းဆီးခြင်းဆန္ဒပြနေစဉ်အကြံဖတ်ဖမ်းဆီးခြင်းတို့ဖြင့်မတရားဖမ်းဆီးမှုများစစ်ကောင်စီကပြုလုပ်ခဲ့ပါသည်ထူးခြားချက်မှာစံကုန်နာအတွင်စီရေးလှုပ်ရှားရာမှပါဝင်ပတ်သက်သည့်ဟူသောဆွဆွဲချက်ဖြင့်ဖမ်းဆီးခံရသူများလည်းရှိပြီးအင်းစင်ထောင်ရှိတကူတော်ဆန္ဒပြတို့တအူးလည်းရှိကြောင်းသိရပါသည်ဇကူလာမကျမတော်မြီအတူအရာရွေးကောက်ပွဲကိုအထိမကန်ဒီစစ်ကောင်မရှင်ကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖန်ဆီးခဲ့သူ၁၀ဦးအထိရှိပါတယ် မင်းဆက်ဆိုင်ပုံများဖျက်ဆီးသည်ဟုဆိုကပြည်သူ၆ဦးကိုဖမ်းဆီးခဲ့ပြီးလူမှုကွန်ရက်စာမျက်နှာပေါ်မှာဝေဖန်သည်ဟုဆိုကဖမ်းဆီးခံရသူများလည်းရှိပါသည်မူရစေဝမှုညဉ့်ဉန်စကားပြောဆိုမှုအလောင်းကစားမှုရဲအယောင်ဆောင်မှုပုတ်ကုံညာငွေမအပ်မှုစသည့်ကိစ္စများဖြင့်ဖန်ဆီးခံရသူများနှင့်လူပြောင်းဖြစ်စေများကိုရကူအဆက်လက်များအတွင်ထည့်တွင်းဖော်ပြထားခြင်းမရှိပေမတရားဖန်ဆီးခံရသူများကိုသာစည်ရင်ကောက်ယူထားခြင်းဖြစ်တယ်လို့ Record Scout Network ကဆိုပါတယ် တရားဖက်စစ်ခံရသူများ၏တရင်အချက်လက်များကိုပေးပို့လာသည့်တရင်များချိတ်ဆက်အဖွဲ့အစည်းများမှတရှိရသည့်တရင်များမီဒီယာများမှဖော်ပြလာသည့်တရင်များကိုတောင်စာရင်းပြုစုတွက်ချက်ထားသည့်အတွက်လက်တွဲမြေပြင်အခြေအနေမှယခုဖော်ပြသည့်ထက်အကြံဖက်ဖန်ဆင်းမှုများစိုးဝါနိုင်ကြောင်းခံမှန်းထားပါသည်ရှင်။